လုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာမင်းလူရေးသားတဲ့သူစပင်နှင်းစီပွင့်တွေနဲ့ဆိုတဲ့ဝတ္ထုရဲ့အပိုင်းလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်အလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာသူစပင်နှင်းစီပွင့်တွေနဲ့အပိုင်းလေးစာသုံးဆောင်ဤရှေရေးသူ့နာမည်ကမခင်လေးခင်နဲ့ကိုကြီးကောင်းကို သူ့အကြောင်းပြောပြသည် ကျွန်တော်စုံစမ်းသိရှိထားသမျှသူမှာအမမရှိ သူ့ဖေသည်တိတ်မကြမ်းပါချေဘုံမင်းမဆွမ်းရှိသောအဖေကြီးနှင့်အတူနေ၍လှုပ်ကျွေးနေသူဖြစ်သည် သူ့ကိုကြီးက လူပြိုကြီးတမတော်သားဖြစ်၍ရှေးတန်းမှပင်အနေများသည် အစကတော့ဝိဇာတိတ်ပန်တက္ကသိုလ်မှတက်သည် သူဒုတိယနေ့ရောက်သောအခါသူ့ဖေပင်စင်ယူလိုက်ရသည်အိမ်ဝင်ငွေကျော့သွားသည် ကြောင်းထွက်၍အလုဝင်သည်နေစားဖြစ်သောကြောင့်လုသားကောလိပ်တက်ခွင့်မရတနစ်ကြပြီးမှလကစားဖြစ်သည်ထို့ကြောင့်ခုနှစ်မှလုသားကောလိပ်တတိယနှစ်တက်ခွင့်ရသည်ခုလေဆိုင်ရှင်မှအောက်တန်းစည်းဖြစ်သည်ဒါနဲ့ဝိသက်ကိရကောကပြီးတော့ဘာနေသမီးလဲအဲ့လောက်ထီတော့မသိဟာကိုကြီးကောင်းကကျွန်တော်ကိုလှောင်တာပေါ့လေမဟုတ်ပါဘူးကွာ မင်းစုံစမ်းထားတာစစ်စစ်ဆက်ဆက်ရှီလွန်းလို့မေးတာပါ။သူများပြောလို့သိတာဗျ။ဟိုဟာလေတင်မောင်ဝင်းရဲ့ကောင်းမလေးလေးအဲ့ဒီအမကြီးကကျွန်တော်ကိုတနာတယ်ဆိုတာပြန်ပြောပြတဲ့ကောင်းမလေးပေါ့။သူ့ကိုမေးကြည့်တာတိတ်မမေးရပါဘူး။ကျွန်တော်ကစကားဆက်မိလို့မေးတယ်လို့လို့မေးတာ။ညိုရဲကလူနဲ့ကစားတဲ့ပွဲတုန်းကတော့တနာတယ်ပြောသေးလားလို့နောက်တလို့ပြောင်းတယ်လို့မေးတာ။ အဲ့ဒါပဲပြောရသေးတယ်သူက ခုနကဟာတွေအကုန်လျှောက်ပြောပြတော့တာပဲဒါနဲ့နေပါအောင်ကွာမင်းပြောတဲ့စကားထဲမှာအမကြီးအမကြီးဆိုတာဘာလဲမင်းထက်အသက်ကြီးလို့လားတိတ်တော့ မကြီးပါဘူး20ကျော်လောက်ပဲရှိုံပဲမင်းနဲ့သုံးနှစ်လောက်ကွာတာပေါ့အင်းချစ်ပါမလားကွာဘာလဲကိုကြီးကအသက်ချင်းတိတ်กว่าတယ်လို့ပြောမလို့လားအဲ့ဒါလေပါတာပေါ့ ဆိုင်ပါဘူးဗျာဆိုင်နေငါကြီးအသက်တစ်နှစ်နှစ်နှစ်လောက်ကြာတာကကိစ္စမရှိဘူးသုံးလေးနှစ်ကြာရင်တော့မတူတော့ဘူးအတွေးခေါ်အယူဆခြင်းကွာဟတာမျိုးတွေဖြစ်လာတတ်တယ်ဒါနဲ့ကိုကြီးကောင်ကျွန်တော်နဲ့ကိုကြီးကောင်နဲ့ရှစ်နှစ်ကြာတယ်နော်ခွေးကောင်လေးမင်းပြောမဲ့ဟာငါသိတယ်ဟုတ်တယ်လေအကိုကြီးနဲ့ကျွန်တော်နဲ့ဆို အသက်ရှစ်နှစ်တောင်ကြာပြီမဲ့ပေါင်းလို့တင်လို့ရတာပဲမဟုတ်လားဒါက ငငယ်ချင်းပေါင်းညီကိုပေါင်းပေါင်းတာကွာဟိုဟာကတမျိုးလေးမင်းနားမလဲသေးပါဘူးကွာဟာဟာကိုကြီးကတော့နားလဲပြီပေါ့မင်းနဲ့ဆိုင်ရင်တော့နားလဲတာပေါ့ကွာငါမှအဲ့ဒီလိုအတွေ့အကြုံမျိုးမရှိသေးပေမဲ့ကြားဘူးနားဝါတော့ရှိတာပဲအေးဘာပဲဖြစ်ဖြစ်အခုပဲကြည်လေမင်းနဲ့ငါပေါင်းလို့တင်းလို့ရတယ်ဆိုပေမဲ့အခုကိစ္စကြတော့ဘာလို့သဘောထားချင်းမတိုက်ဆိုင်နေအဲ့ဒါအသက်ချင်းကွာလို့အယူဆချင်းကွာလို့ပေါ့ကိုကြီးဟာ လူစိတ်ဆိုတာကတော့တယောက်နဲ့တယောက်ထက်တူထက်မြားပဲဖြစ်နိုင်ပါမလဲညီကိုမောင်နှမရင်းချတွေတောင်းတယောက်နဲ့တယောက်စိတ်သဘောထားချင်းတူချင်မှတူတာမဟုတ်လားနိုင်ပြင်ဆိုင်ကနိုင်တွေလို့ပေါ့ဗျာတစ်လုံးနဲ့တစ်လုံးဘယ်တော့မှအချိန်ချင်းတူကြတာမှမဟုတ်ပဲကိုကြီးကောင်းကကျွန်တော်စကားကိုသဘောကျသွားတော့ကြောင်းရဲသည် ပြီးတော့ဒီမမောင်မင်းငါ့ကိုတိုင်ပင်စရာရှိတယ်လို့ပြောခဲ့တယ်နော် အခုဟာကတိုင်ပင်ဆွေးနွေးနေတာမှမဟုတ်ပဲကွာ မင်းလှုပ်ချင်တာကိုအကျိုးချောင်းပြပြီးထောက်ခံခိုင်းနေတာပဲဟာဘာလို့တင့်တယ်လဲလို့မေးတာမှမဟုတ်ပဲဘလို့လှုပ်ရင်ကောင်းမလဲလို့မေးတာပဲမဟုတ်လားကိုကြီးကလည်းပြည့်ရသားနဲ့ရှောက်ပြောနေတယ်အဲ့ဒီတော့ပြောပါဦးဗျဘလို့လှုပ်ရမလဲစဉ်းစားပါဦးကွာကျွန်တော်စဉ်းစားတယ်ကိုကြီးညတိုင်းစဉ်းစားတယ်သူ့အကြောင်းကိုစဉ်းစားကြည့်ရတာကျွန်တော်ပြောတယ် ကိုကြီးကောင်းသည်တပြင်းတစ်ချက်ကိုချလိုက်ဦးကောင်းကိုပြင်းပြင်းစွာခါသည်ကျွန်တော်ကသူ့ကိုကြည့်၍ရေချင်းသွားမိလေသည်စေတန်းစာမေးပွဲပြေမပြီးမချင်းအဲ့ဒီကိစ္စကိုထည့်သွင်းမစင်စားပါဟုကိုကြီးကောင်းကိုဂရိပေးခဲ့ရသည်ကိုကြီးကောင်းကမင်းငယ်သေးတယ်ဟုပြောသည်ကျွန်တော်ကလာမည့်ဇွန်လတွင်အသက်၁၈နှစ်ပြည့်ပြီဟုပြန်ပြောသည် ကျွန်တော်သည် လှုပ်ခြင်းသာရှိလျင်သုတရလှုပ်တတ်ကြောင်းထို့သောသုတရလှုပ်ခြင်းများသည်၃ခုတွင်၂ခုလောက်က အမှားဖြစ်တတ်ကြောင်း သူကထပ်ပြောပြန်သည်ကျွန်တော်က၃ခုမှာ၂ခုမှားတယ်ဆိုတော့တစ်ခုတော့မှန်တာပေါ့ခုကိစ္စဟာလည်းမှန်တဲ့တစ်ခုမဖြစ်နိုင်ဘူးလားဟုတ်ပြန်မေးလိုက်သူဘာမှမပြောတော့ချင်းကျွန်တော်ကိုသူတားလို့မရကြောင်းလှုပ်ခြင်းသာလှုပ်မိသူဖြစ်ကြောင်းသူသိသွား၍ထပ်မပြောတော့ခြင်းပြင်းပြီး ဆံမေးပွဲမတိုင်ခင်အတွင်းဆိုင်ငံထရန်ကိုမူကျွန်တော်သဘောတူခဲ့သည်တို့ရတွင် ထိုအတိုင်းမဖြစ်ခဲအရေးပေးဆောင်ရွက်မှပြည်မိအခြေအနေတစ်ခုပေါ်ပေါက်လာခြင်းကြောင့်ဖြစ်လေသည်ခြုံမှုကြလိမ့်မည်ထင်ပါသည်တစုံတယောက်သောသူနှင့်အကြောင်းတစ်ခုခုကြောင့်ပတ်သက်ခဲ့ပြီးလျင်ထိုသူနှင့်ပင်မမျှော်လင့်ပဲဆက်၍ဆက်၍ပတ်သက်ရတတ်သည့်အကြောင်းခုလောက်ပြောလျင်ဒီလောက်ပါပြီ။ ဟုတ်ကဲ့ကိုခမောင်တင်ပါပဲ။သူကလည်းမမခင်လေးခင်ကိုခြိုက်နေတာတဲ့။စဉ်းစားကြည့်ပါဗျာ။သူ့ပုံစံကြီးနဲ့များအသက်35နှစ်လောက်ရှိပြီ။ပိုက်ကြီးရွှဲလို့ငပေါ်ကြီးပါ။ငပေါ်ကြီးကအရေးမကြီး။သူ့ခြေလန်းကအရေးကြီးသည်။သူ့မိဘတွေအိမ်ကသူ့မနာလမ်းမှာသူ့ဖေနဲ့မမခင်လေးခင်တို့ဤဖခင်ကဓမ္မမိတ်ဆွေတဲ့။ မမခင်လေးခင်တို့အိမ်မှာတရားလာလာပြီးဆွေးနွေးလေးရှိသည်ပြီးခဲ့သောတနင်္ဂနွေနေ့ကသူ့ဖေနှင့်သူမမခင်လေးခင်တို့အိမ်သို့လိုက်လာသည် သူကိုယ်သူမိတ်ဆက်ပြီးစပယောဖွဲ့ရောဝင်းလုံတဲ့ပြီးတော့ညိုတဲ့ကသူ့သမဝရမဆိုင်မှာငကြွေးဆန်တွေ ကောင်းကောင်းအေးလောက်ယူထားပါလားလို့ပြောသည်မမခင်လေးခင်ကတော့အလိုက်ထိုက်လောက်ပဲစကားပြန်ပြောသည်ဟုဆိုသည် ထိုချိန်ကအဲ့ဒီအိမ်မှာအေးဝင်းဆိုသောကောင်းမလေးရှိနေသည် သူကမမလေးစီလာပြီးအဲ့ဒီလူကြီးကဘလောက်ပွေတယ်လဲဆိုရင်အစချေပြီးကိုကမောင်တင်ဤအတင်းလာပြောသဖြင့်ကျွန်တော်ကြားသိလိုက်ရခြင်းဖြစ်သည်ဒီတော့ကကိုကြီးကောင်းကိုပေးခဲ့တဲ့ဂရီဖြစ်ပေါ်နောက်မှအကျိုးကြောင့်ရှင်းပြပြီးကိုကြီးကောင်းကို တောင်းပန်ကြတော်မူခုလောလောဆယ်မှာတော့ကျွန်တော်စားတဆောင်ရေးလေသည် ကိုကြီးကောင်းကို တိုင်မင်းပြီးရေးမြီစိတ်ကူသေးသည်သူစကားကိုနားမထောင်ပဲလောက်ရမြီကိစ္စဖြစ်နေသောကြောင့်ကိုဖတာပင်စူးစားရတော်သည်တိတ်ခက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 ်ကြီးတော့မဟုတ်ပါညတဝက်အချိန်ကုန်ခံ၍ရေးလိုက်သောအခါစားတဆောင်ဖြစ်လာသည်တကယ်တကယ်တော့ကြီးစားစားရေးရသည့်အလုပ်သည်နည်းနည်းကြောင်သည်အမှန်စစ်တဲဆိုတာစကားကလေးတခွန်းတစ်ချောင်းကိုပင်ရှိရှိဝေးဝေးလှည့်ပတ်ပြီးရေးနေရတာမဟုတ်လား အမှန်ကစာပေးတယ်ဆိုကြတဲ့ကချက်လို့ပေးတာဖြစ်ကြောင်းသိတာပေးတာကျွန်တော်အကြံတစ်ခုရသည်ရေးပြီးသားစာကိုစုပ်ဖြည့်ပြလိုက်သည် နောက်တစ်နေ့တွင်ဘတ်စကားမှတ်တိုင်ကကျွန်တော်ဆောင်သည် မမခင်လေးစီသောဘတ်စကားနှင့်လိုက်သွားသည်သူတို့ယုံနာကမှတ်တိုင်တွင်ကျွန်တော်ပါလိုက်ဆင်သည်သူနောက်ကရှောက်လိုက်သွားသည်ယုံနှင့်ခလန်လန်ရောက်တွင် သူ့ဘေးသို့ဝင်ကပ်လိုက်သည် သူကျွန်တော်ကိုလှည့်ကြည့်သည်ကျွန်တော်စားတဆောင်ပေးခြင်းလိုပါ ဟုပြောပြီးသူချင်းအောင်တဲ့သူ စားထည့်ပေးလိုက်သည်ချက်ချင်းလှည့်ထွက်လာခဲ့သည် ကျွန်တော်ပေးလိုက်သောစားရိတ်ထဲတွင် စားရွက်တရွက်သာပါသည် စားရွက်ပေါ်၌ဘာစားများရေးမထားစေနောက်တစ်ခါသူနှင့်တွေ့သောနေ့တွင် ကျွန်တော်ထံတွင် တွေ့ရခဲ့သော အမူအရာများဖြစ်ပေါ်လာကြောင်းဝန်ခံရပါမည် ကြောက်စိတ်ဝင်လာခြင်းပင်ဖြစ်ပါသည်ဘလို့မှန်းလဲမသိဘတ်စကာမှတ်တိုင်တို့သူလျှောက်လာသည်ကို မြင်လိုက်ရသည်နှင့်တပြိုင်နက်ဇင်းလေးကအရာတစ်ခုခုစောင့်တက်သွားသလိုခံစားလိုက်ရသည်ရှင်ကုန်တန်တတုတ်တုတ်မြည်လာ၏ကတုံကင်းကြီးဖြစ်နေလေတော့သည်သူနာရောက်သောအခါကျွန်တော်လှည့်ပြီးထွက်ပြေးခြင်းစိတ်ပင်ပေါ်လာသည် စိတ်ကိုအတင်းဖန်ထိန်ပြီးမေးရသည်ကျွန်တော်စာကိုဘယ်လိုသဘောရလဲ သူကမူဘာမျှထူးထူးခြားခြားဖြစ်ဟန်မတူးသူ့မျက်လုံးများကဲ့သို့ပင်တည်ငြိမ်အေးဆေးသော လေတံဖြင့်ဘလို့မှသဘောမရပါဘူးခမကျွန်တော်ကြောင်းသွားသည် သူပြုံး၍မင်းနောက်တာမဟုတ်လားမဟုတ်ဘူးဆိုပြီးဘာဆက်ပြောရမှန်းမသိတော့သူကသာထပ်ပြောသည် မဖြစ်နိုင်ပါဘူးထို့နောက်ထိုးဆိုင်လာသောဘတ်စကားဘောတက်သွားသည် ျွန်တော်ဖို့မိန်းကလေးတစ်ယောက်နဲ့ပတ်သက်ပြီး ပထမဆုံးအချိန်ဝန်းနေခြင်းဖြစ်သွားရလေသည်ကျွန်တော်ကိုကျွန်တော်အံ့ဩသည်သူကားပေါ်တက်ထွက်ခွာသွားသောအခါရှင်လေးကဟာပြီးကြံ့ရင်ခဲ့ရသည် ထိုနေ့တစ်နေ့လုံးနေမထီတိုင်မသာဖြစ်နေခဲ့၏ကိုကိုကိုဘာလို့လို့ဘာကင်မိမှန်းမသိလမ်းဤဟိုဘက်သို့ကူသွားသည်ဆလီကာတစည်းရောက်လာသည်မြို့ရဲဘက်မှ တောင်ဥကလာပသို့ပြန်ဆင်းလာသော ကားပေါ်သို့ရှောင်းရမ်းပြီးတက်လိုက်။လက်မှတ်ရောင်းသူကိုမြင်မှကျွန်တော်ဘယ်ကိုသွားမှန်းမသိဖြစ်နေကြောင်းသိရလေသည်။ကိုကြီးကောင်းကိုတတိယလာသောကြောင့်ဇဝနာမှတ်တိုင်မှာဆင်းလိုက်သည်။ပြီးမှတတိယသည်။ဒီချိန်ကိုကြီးကောင်းမရှိတော့ရှုံသွားပြီ။အေးလေ မရှိတာပဲခက်ကောင်းကောင်းသူနဲ့တွေ့လျင် ခုကိစ္စကို ပြောပြတော်မည်။သူစကားနားမထောင်ရကောင်းလားဆိုပြီးအဆူခံရအောင်မည်။ အိမ်သို့လမ်းလျှောက်ပြန်လာခဲ့သည်။ကြောင်းသွားမိအချိန်နေပြီးဖြစ်သောကြောင့်ရေချိုသည်။ထမင်းစားသည်။မနေ့ကတည်းကဘာမှမစားရသေးသဖြင့်စားနေကြောင်းသိသည်။တို့ရတွင်သိပ်မစားနိုင်။ဘာတွေဖြစ်ကုန်ကြပြီနည်း။သူဆန်လာသည်။ကျောင်းဟိုဆရာကြီးနှင့်ညနေချင်းဆိုင် စကားပြောရ၌ပင်အိန္ဒြေရရပြောနိုင်ခဲ့သောကျွန်တော်ဆရာမကစာမေးသောအခါ၌ပင် တုံခါထင်ောက်ခြင်းမရှိဘဲ ခရီးလေးတန်းဖြင့်ဖြေချနိုင်ခဲ့သော ကျွန်တော်အစိုးရစစ်စာမေးပွဲ ဖြေရတော်မူကိုပင်စိုးရိမ်ပူပန်ခြင်းမရှိဘဲခေါင်းအေးထား၍စောင့်နေနိုင်ခဲ့သောကျွန်တော်သူနှင့်ကြမှာအေးလေအေးလေသူကကျောင်းဟောဆရာမကြီးတို့ဆရာမတို့အစိုးရတို့မှမဟုတ်ပဲတုံလုတ်ချင်းစိုးရိမ်ချင်းထိတ်လန့်ခြင်းတို့ကို တပြိုင်တည်းထဲသူပေသည်ပြီးတော့မိန်ကလေးတွေတနာတာ အလိုမရှိဟုကြွေးကြော်ခဲ့သောကျွန်တော်သည်သူထံသို့အတနာခံစားတစောင်းရေးသားတင်သွင်းရန်အပေကြောင့်ထမှန်စူးစမ်းခဲ့ပြန်သည်။ကျွန်တော်သည်အချစ်ဆိုသောအရာနှင့်နဖူးတွေ့ဒူးတွေ့ရင်ဆိုင်နေရပြီလားမသိ။မဖြစ်နိုင်ပါဘူးလို့သာမမပြောတာနော်။မချစ်နိုင်ပါဘူးလို့ပြောတာမဟုတ်ဘူး။ဘာဖြစ်လို့မဖြစ်နိုင်ရတာလဲမမရဲ့။အခြားလူတွေကကလေးကိုမုံပေးပြီးကြိုက်တယ်လို့ပြောမှဆိုလို့လား။ ဒီတော့လေပြောလိုက်တာပေါ့မမရေကလေးကမုံကိုအတင်းလိုက်တောင်းတာပါလို့လူတွေဟာကို့အတွက်တခုခုကိုလိုချင်တဲ့အခါကျမှသူတစ်ပါးကို တောင်းပန်ခါရတတ်ကြတာပါကျွန်တော်ကတော့ကို့ကိုပေးရဖို့အတွက်မမကို တောင်းပန်ခါရနေပါတယ်မမကိုစင်နာမှုတွေယူရမှုတွေတစ္ဆာတရားတွေပေးဖို့ပါပဲပေါ့ကြပြားလေးတစ်ပုဒ်ဖတ်ဖို့ဒီမမမမတတတာနဲ့ ဘဝနင်မွန်ခဲ့ပါပြီတဲ့မမရေမမဟာကျွန်တော်ချစ်ဦးပါကျွန်တော်ဘဝပါပဲလို့ပြောရင်လုံလုံးနေလို့မမဆိုမလားကျွန်တော်ဘဝနင်မွန်အောင်မမပြည့်ရတော့မလားဟင်ကျွန်တော်ကိုပြန်ချစ်ပါနော်အစရှိသောစာရှိကြီးတစ်စောင်ကို ကျွန်တော်ရေးပြီးမမကို ပေးလိုက်ပြန်သည်ကျွန်တော်စာထဲတွင်ရေနော်စသဖြင့်အောက်ချုပ်ကခါရသောလေးတန်းတွေ မုံမုံအောင်ပါနေကြောင်းတွေ့ကြပါလိမ့်မည်။ပေါ်ဦးတို့ကလျှော့ပြီးဆိုတော့လေဗီဒီယိုဟာရယာရွှင်စည်းတဲ့ကဈေးတဲ့ကြီးဆန်နေဆန်နေကြီးဈေးတဲ့လိုအကုန်ယူသွားအလကားယူသွားဆိုတဲ့အတိုင်းပါပဲလား။ထို့သောဆိုရင်လေခံယုံပါဗျာ။ကြိုက်တယ်လား။ဒုတိယကြိမ်ပေတော်စာနှင့်ပတ်သက်၍မမခင်လေးခင်ဤပြန်ကြားချက်ကစာမေးပွဲအောင်ဖြေတဲ့ ဘာတဘောလဲစေတန်းမောင်ခင်အတွင်းမှာအချစ်ကြောင်မစင်စားနိုင်အောင်လို့ပြောတာလားစေတန်းအောင်ဖြစ်ရင်ချစ်မယ်လို့ပြောတာလားထုံးစံအတိုင်းပင်အချက်ဆိုင်လာပြီဆိုရင်ကိုကြီးကောင်းကိုတရိယာစမြဲသူကလည်းထုံးစံအတိုင်းပင် မမခင်လေးခင်ကို စာနှဆောင်ပေးပေးကြောင်ပြောလိုက်သည်နှင့်မင်းဟာတော်တော်ခက်တဲ့ကောင်းပဲအဲ့ဒီကိစ္စကိုမစင်စားပါနဲ့အောင်လို့ပြောထားရတာနဲ့ စသဖြင့်စူပူချိန်မောင်းလေသည်ကျဲပါကိုကြီးဟာစေတတ်မအောင်မချင်းကျွန်တော်အဲ့ဒီကိစ္စကိုဘာမှထပ်မလုပ်တော့ပါဘူးအောင်ပါလာပြန်ပြီလားဟိုတခါလဲမင်းအဲ့ဒီဂရီပေးပြီးပြီဂရီပေးထားလို့သာစာနှဆောင်ပေးပြတာပေါ့ဂရီသာမပေးရင်ဒီတခါတကယ်ပါဗျာမကယ်လို့ရမလားကွာဟိုကစာမေးပွဲအောင်အောင်ဖြေလို့ပြောထားပြီးပြီပဲအဲ့ဒါသိချင်တာပေါ့ကိုကြီးဟာ ာသဘောလဲဆိုတာငါပဲသိမလဲကွာမဗျာခက်လိုက်တာဒီမှာကိုကြီးကျွန်တော်စာမေးပွဲအောင်ရင်သူကချက်မလားသူခဏမျှစဉ်းစားပြီးအေးကွာချက်နိုင်တယ်ဟုပြောသည်ကျွန်တော်သိသူတကယ်မသိကြောင်းကို ကျွန်တော်သိကျွန်တော်ကမမကြီးအချက်ကိုရယူလို့သောနှင့်စာမေးပွဲစူးစမ်း၍ဖြေလိမ့်မည်ဟုသူတွက်ပြီးဤသို့ပြောခြင်းဖြစ်သည် ကျွန်တော်ပြုံးလိုက်သည်ကျွန်တော်ပြုံးကို သူကလည်းပြန်ရိပ်မိသွား၏ခွေးကောင်လေးမင်းဘာပြုံးတာလဲဘာမှမဟုတ်ပါဘူးအေးဘာပဲဖြစ်ဖြစ်မင်းစာမေးဝဲကြရင်တော့ငါလက်သီးနဲ့အရင်ဆုံးတွေ့မယ်ကိုကြီးကောင်းရဲ့လက်သီးကိုပဲကြောက်လို့လားမမခင်လေးခင်စကားကြောင်းပဲလားစာမေးဝဲကိုကြိုကြိုဆဆဖြေလိုက်သည်ဖြေလဲဖြေနိုင်သည်တကယ်တကယ်တော့လေ သူတို့နှစ်ယောက်ဤပယောဂမပါဝင်သည့်တိုင်ကျွန်တော်ကြွကြဆဆဖြည့်မြည်တာဖြစ်သည်အဘဲကြောင့်ဆိုတော့ကျွန်တော်ဒီចောင်းသားတယောက်ဖြစ်သောကြောင့်ပင်ចောင်းသားမှန်လျင် စာမေးပွဲအောင်ခြင်းသည်သာဖြစ်သောကြောင့်ပင်သိမထူဆန်းပါတခုတော့ရှိသည်ပြီးခဲ့သောအတန်းများနှင့်မတူသောချက်တစ်ချက်စာမေးပွဲအောင်စရင်မြ мян ထွက်စေခြင်းသောစိတ်ဖြစ်ပေါ်နေခြင်းပင်ဖြစ်ပေသည် ဆာမေးပွဲအောင်စင်းတွေမထွက်ခင်တခါဆုံးမိသေးသည်ဒီကြားထဲမှတ်တိုင်မှာမယောင်မလဲလှုပ်ရင်းသွားဆောင်တာသူတို့ရုံရှိကတစ်ဖက်ရည်ဆိုင်ကနေရုံထက်ရုံစင်းခိုခိုကြိတာတွေကိုထားလိုက်ပါတော့စကားပြောပြချင်းကိုသာတခါဆုံးသည်ဟုအတိမတ်ပြုလိုက်ရခြင်းဖြစ်ပါသည် မေလာဆန်းတွင်မမလေးမင်္ဂလာဆောင်သည်မမလေးသည်လည်းမမကြီးကဲ့သို့ပင် လက်ထက်ပြီးလင်းသူ့ယောက်ျားနဲ့လိုက်နေမည်ဟုသိရ၏ခုတိုင်းဆိုလျင်အိမ်မှာကျွန်တော်တယောက်တည်းကျန်တော်မည်ကျွန်တော်ထမင်းစားကနေပြီးဆိုလျင် အတို့မြုပ်ကလေးတွေအကြော်လော်ကလေးတွေအတုတ်ကလေးတွေပြုလုပ်ပေးတတ်သောမမလေးကိုနည်းနည်းနှမျောမိသည် နောက်ဆိုလျင် ထမင်းစားပြီးပကံတွေကိုဒီတိုင်းပြစ်ထားခဲ့လို့မဖြစ်တော့တစ်ဖက်ကကြမ်းကြည့်တော့လဲတမျိုးကောင်းသည်မမလေးမရှိတော့လျင် မခင်လေးခင်ကိစ္စနဲ့ပတ်သက်၍ကျွန်တော်လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရမည်မမလေးကပပနဲ့နဲ့ရှိသောကြောင့်သူအိမ်မှာရှိလျင်ရိမိသွားနိုင်သည်မမကြီးမမလေးတို့နဲ့မမခင်လေးခင်သည်တိတ်ရင်ရင်နီနီမရှိရက်ဆွေရံမျိုးသဘောလောက်သာတည်ကြသည်ခုမင်္ဂလာဆောင်တွင်မူမမခင်လေးခင်ကိုဖိတ်ကြားဖြစ်ခဲ့၏မမကတော့တမျိုးပဲမင်္ဂလာဆောင်ကိုလာတာသူများတွေလိုတောင်းတကြကြ ောက်တောက်ပပပြ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 မဟုံရိုးရိုးကလေးခရစ်လိုင်းကြီးရင်ဖုံးအင်ကြီးအပြာနုထမိန်ကလည်းရိုးရိုးတထွန်ထမိန်နက်ပြာကလေးသူ့ရောက်စားကကျွန်တော်မမြင်လိုက်မီချက်ခွက်ထဲကတငယ်ချင်းတွေထိုင်းနေသောဝိုင်းနာမှာကြက်၍စကားပြောနေသောကြောင့်ဖြစ်သည်။နောက်မမကြီးက ခေါ်နေသည်ဆို၍လက်ကြည့်လိုက်တော့မှသူ့ကိုမြင်သည်။ဘလို့လဲမသိဘူး။ သူကိုမြင်သောအခါဇင်းလေးကတမျိုးကြီးဖြစ်သွားပြန်သည်မမကြီးကလက်ရက်ခေါ်သောကြောင့်ထိုစပွဲသို့သွားသည်မမကြီးရဲ့သူ့ယောက်ျားရဲ့အခြားအမကြီးတယောက်ရဲ့သူ့ရဲ့တဝိုင်းထိုင်သည်ကျွန်တော်အနားမှာတွေ့ရသောအခါမမကြီးကဒါကျမမောင်လေးမောင်ပေါ်ဦးပဲဒီနှစ်ဆယ်တန်းဖြည့်ထားတယ်ကျွန်တော်ကမမခင်လေးခင်ကို ဖြတ်ခနဲကြည့်ပြီးမ ဟိုတခြားအမကြီးပဲလှည့်၍ပြုံးပြလိုက်သည် ကျွန်တော်သည်သူတို့ကြားတွင် ရှုတို့ရှမ်းတမ်းဖြစ်ပြီး ရှက်နေမိထိုနေရာမှအမြန်ဆုံးထွက်သွားခြင်းသည်တပြိုင်နက်ထဲမှာပင်သူတို့နှင့်ရောထိုင်ပြီးစကားပြောခြင်းစိတ်လဲပေါင်နေမိသည်ခြေခဲမုံသွားယူမယ်ဟုပြောပြီးလက်ထွက်မြည်ပြုသည်မမကြီးကအလုံးစားပြီးကြပြီဟုပြောသောကြောင့်ခုံတလုံးဆွဲယူပြီးထိုင်လိုက်ရသည် မမကြီးကကျွန်တော်အကြောင်းဆက်ပြောနေပြန်သည်ကျွန်တော်ကစာတော်ကြောင်းစာကိုဟုတ်ဒီပတ်တိချက်လေမရှိကြောင်းအချိန်တန်တော့လဲအောင်းဒီပင်ဖြစ်ကြောင်းခုတကာတော့အစိုးရစစ်ဖြစ်တော့ကြောင်းနည်းနည်းစိုးရိမ်မိကြောင်းမမခင်လေးခင်ရှိတွင် ကျွန်တော်ကိုကလေးတယောက်လိုသဘောထား၍ပြောဆိုနေခြင်းအတွက်စိတ်ထဲကနည်းနည်းတော့အောင့်သက်သက်ဖြစ်မိသည်မမကို ကျွန်တော်တစ်ချက်လှမ်းကြည့်သည် မမခင်လေးခင်ဒီကျွန်တော်ကိုကြည့်၍မနေချင်းမမကြီးတို့ကိုသာငေးကြည့်ရင် နားထောင်နေသည်ဧည့်သည်မမကြီးပြန်ပြီးဆို၍မမကြီးက လိုက်ပို့သည်စပွဲတွင်မမခင်လေးခင်နှင့်ကျွန်တော်နှစ်ယောက်တည်းကြံရည်သည်မမ၏ရှေ့တွင် ကျွန်တော်စိတ်ချင်းကြံနေ၏တခုခုပြောဖို့စဉ်းစားသည် မပြောရဲထထွက်သွားဖို့ကြံစီသည်ထလိုမရား အတန်ကြာမှမမကြီးချောင်းဟန်တန်းတက်တက်ကြာရသည်သူကိုကျွန်တော်ကြည်လိုက်မိမမမေသည်ဖြေနိုင်ရဲ့လားစာမေပွဲကျွန်တော်ကောင်းငိမ့်ပြီးဖြေနိုင်ပါတယ်မမကို ကြည်နေရမှမျက်လွာချလိုက်သည်အတန်တိုးတိုးဖြင့်အရေးစွန်ပြီးပေသည်ကျွန်တော်ကိုစာမေပွဲအောင်စေချင်လာရင်ပြန်ဖြေတန်းမကြရကျွန်တော်သူ့ကိုကြည်လည်မကြည်ရတော့ ရှင်တဲ့တွင် ကလတက်ခောက်တန်တွေညီနေသည်ဟုထင်အရာဘာဖြစ်တာလဲမသိမမခမရကျွန်တော်စာမေးပွဲအောင်ပါသည်ကျွန်တော်စကဝဲနှင်းစီရှင်ခုံးနေတော့လဲဟိုချိန်တွေ့တုန်းကလောက်မဆိုတော့စိတ်လှုပ်ရှားမှုကိုအကျင့်ရသွားသောကြောင့်ဖြစ်သည်အရင်လိုပေါ့ပေါ့ဆဆသဘောမဟုတ်ပဲစာမေးပွဲအောင်စရင်ကို ထူးထူးခြားခြားစိတ်လုံရှားစွာ ကြည့်ခဲ့ရသောအရှင်ကြောင့်ဖြစ်ခြင်းလည်းဖြစ်မည်။သူဒီမဟုတ် စာမေးပွဲအောင်ခဲ့သောကြောင့်သူစကားနှင့်အညီအဖြစ်ပေးလေတော့မည်ဟုစိတ်ချနေသောကြောင့်လည်းဖြစ်ခြင်းဖြစ်မည်။မိတို့ပင်ဖြစ်စေ သူကိုစကားပြောရမည်ကိုဝန်လေးနေမိသည်တော့အမှန်ပဲ။ကမတ်တိုင်တွင်ဟိုဘက်ဒီဘက်ပင်၂၀လောက်ကောင်ရက်နေမိသည်။သူနာတို့မတော်ရည်သည် သူသည်မှတ်တိုင်နာရောက်ခါကြကအချက်လန့်ကြည့်ပြီးနောက်ထပ်မကြည့်တော့ဘတ်စကာလာမီဘက်ကိုသာငေးကြည့်နေသည်ဘတ်စကာလာတော့ခါလူတွေကြားထဲကတို့ဝှေ့ပြီးသူတက်သွားသည် ကျွန်တော်ចောင်းကြည့်နေရမှထွက်ဆပြုတ်နေသောဘတ်စကာနောက်သို့ပြေးခိုတက်လိုက်ရသည်မှတ်တိုင်မှာဆင်းပြီးနောက်ရုံးတို့သွားရလမ်းအတိုင်းခလန်းလန်းမှလိုက်သည် အတန်ကြာရှောက်မိပြီးမှ သူနှင့်ဘေးချင်းရှင်လိုက်သည် ကျွန်တော်ဆောင်ဖက်ပြီးပြီမဟုတ်လားခေါင်းဆက်ယုံမှညင်ပြသည်ဘလို့လဲရင်အနေငယ်စောင်းငယ်ကြည်ယုံမှလွဲ၍ဘာမှမပြန်ချကျွန်တော်စာမေးပွဲအောင်တယ်လေကောင်းတာပေါ့သူပြောသည်အဲ့ဒါကျွန်တော်ကိုဖြေပေးဖို့ဘာမှပြန်မပြောပဲရှောင်မြဲတာရှောင်နေသည်ကျွန်တော်စိတ်ထဲကအမလို့အမရဖြစ်လာ၏ ကျွန်တော်ကိုပြောခဲ့တယ်မဟုတ်လားစာမေးပွဲတာအောင်စူးစားလို့အခုအောင်ပြီလေသူတခုခုပြောမိမှတ်၍စကားမဆက်ဘဲခဏဆောင်ကြည့်သည်ဘာမှမကြားရသူပခုံးကိုဆွဲကင်လှုပ်ရမ်းပြီးမေးလိုက်ချင်းစိတ်ပင်ပေါက်လာသည် အတော်ကြောင်ပင်ဘာဆက်ပြောရမှမသိဖြစ်နေကျွန်တော်ခြေတံများသာကြာနေရသည် သူထံမှမူခြေတံကိုပင်မကြားရ မမသည်ခြေလမ်းများကအစာ လုံကြုံလှပါတကားကျွန်တော်ဆောင်းမွေးဝဲအောင်နယ်လေးမမဝမ်းတာပါတယ်ဂုံတုဘောပါသေးလားမမပြောခဲ့တော့ကဂုံတုကိစ္စမပါဘူးလေသူပြောလိုက်သည်ချင်းကျွန်တော်လှည့်ကြည့်နောက်ကျသွားသောကြောင့်သူ့နှကန်းပေါ်တွင်အရိပ်ရောင်မျှသာ ကျန်တော်သည်ကျွန်တော်အားတက်သွားလေသည်ကျွန်တော်ကိုလက်ခံနေမဟုတ်လားယင် ဲ့ဒါတွေခုချိန်မှာမစင်စားသေးတာပဲကောင်းပါတယ်ကျွန်တော်တုံငနေရက်လိုက်သူလည်းရောင်းပေးရက်လိုက်သည်ကျွန်တော်ကိုလှည့်စားတာလားဟင်ဘယ်တော့မှလှည့်စားလို့လဲဘာထုလဲကျွန်တော်ကိုကျွန်တော်အံ့ဩရပြန်ပြီမကန်ကြည့်မကန်တာဖြစ်လာသောစိတ်ကြောင့်လားအလျှော့မပေးလို့သောပင်ကိုညင်းကြောင့်လားဒီကိစ္စမျိုးတွင် ပါရည်နဲ့ရည်မရှိသေးသောကြောင့်လားမသိဘူး ျွန်တော်ထံတွင် ကြောက်စိတ်မရှိတော့ဆက်ပြောသည်စာမေးပွဲအောင်ရင်အပြည့်ပေးမယ်ဆိုအဲ့ဒီလိုပြောခဲ့လို့လားပြောပြီးသူဆက်လျှောက်သွားသည် ကျွန်တော်ခဏရက်ကြံခဲ့ရမှခက်သွဲသွဲလှမ်းလိုက်သည်နေပါဦးမမကျွန်တော်တခုပြောပြရစီဦးတကယ်တကယ်တော့ကျွန်တော်စာမေးပွဲအောင်စူးစမ်းပြီးဖြေခဲ့တာမမရဲ့စကားတခုတည်းကြောင့်မဟုတ်ပါဘူးចောင်းသားတယောက်မှာရှိတဲ့ရှိတိုက်တဲ့ တာဝန်ဝတရားတိုင်းစူးစမ်းဖြေခဲ့တာပါတကယ်လို့မမကစာမေးပွဲအောင်ရင်လဲအဖြစ်ပေးမှာမဟုတ်ဘူးလို့ပြောခဲ့ရင်တောင်းကျွန်တော်ကတော့စာမေးပွဲကြောက်အောင်ဖြေမှာမဟုတ်ဘူးအဲ့ဒါပါပဲခင်ဗျာကျွန်တော်ရုတ်တရက်ရတန်လိုက်သည်လှည့်ထွက်ရန်ခြေလမ်းပြင်သည်ဒီမဟု သူပြော၏သူကိုအလိုလိုလှည့်ခြင်းမိသားဖြစ်သွားသည်မင်းမာနကြီးတဲ့သလားဟုတ်တယ် သူပြုံသည်မှန်တာပြောတတ်တဲ့မင်းရဲ့စိတ်ဓာတ်ကို မမချီကျူးပါတယ်ကျွန်တော်စိတ်များချက်ချင်းရော့ကျသွားသည် သူပြုံကြောင့်ပင်ဖြစ်သည် ပြောသွားတယ်လို့လို့လဲခံစားလိုက်ရသည် အခုပဲစိတ်တော်အောင်အခုပဲစိတ်ရွှင်လန်းအောင် သူပြုတ်တတ်နိုင်သလားကျွန်တော်ပင်ယူနေပြီထင်ပါရဲ့ကျွန်တော်ကိုချီကျူးတဲ့စကားကို မလို့ချင်ပါဘူးအပြေးပဲလိုချင်တာအပြေးမပေးဘူးဆိုရင်ကော ဲ့ဒါဆိုရင်မမစီကအပြေမရမချင်းကျွန်တော်ဒီနေရာကမရွှေ့တော့ပါဘူးမိုးရွာရွာနေပူပူဒီမှာပဲတက်တက်လုံးရက်နေမယ်ကျွန်တော်ရက်လိုက်သည် သူပါရက်သည်တော့နောက်ရှေ့ကိုတလန်းဆက်သွားသည် ပြန်ရက်သည်ပြန်မာတော့ရုံးနာတောင်ချောင်းနေပြီမပြန်ဘူးအပြေပေးမှပြန်မယ်ထွက်သွားမိခံပြုတ်သည်မမသူမသွားပြစ်ပြန်စီ ကျွန်တော်ကိုလက်ခံတယ်ဆိုတဲ့အထိတ်မှန်နဲ့မမကောင်းမှာပန်းထားတဲ့နှင်းစီပွင့်ကလေးပေးပါလားဟင်။သူကောင်းလဲမခါနှိမ့်လဲမငိမ့်ခက်တွေတွေရက်နေစဲသူမျက်နာသည်ပန်းတို့ရောင်နှင်းစီပွင့်တွေနှင်းစင်တူအဲ့ဒီနှင်းစီပွင့်လေးပေးခဲ့ပါမမရင်နော်သူလက်ကလေးသည်ဦးကောင်းစီတို့ဖြည်းဖြည်းကလေးရွှေလျားမြင့်တက်သွားပုံမှာကဘာပေါ်တွင်အလှပဆုံးပကြီကားတစ်ချက် နာဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း၅ကိုလည်းစောင့်မျှော်နာဆင်ပေးကြပါအောင်ခင်ဗျာ